အေယာဝတီတိုင်းဒေသကြီးပသိမ်မြို့အေယာရွှေဝါခမ်းမမှာ38နှစ်မြောက်ချွေရီအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ခမ်းနာကိုဒီကနေ့မနက်ပိုင်းကကျင်းပခဲ့ရာအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းကအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ဦးတည်ချက်များကိုအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရင်အချွေရီအုပ်ချုပ်ရေးဦးစီးဌာနရုံးအစင်းစင်းမှဝန်ထမ်းများအနေနဲ့အုပ်ချုပ်ရေးကဏ္ဍမှာပါဝင်ထမ်းဆောင်နေတဲ့ဝန်ထမ်းများဖြစ်ကြတဲ့အညီပေးအပ်တဲ့လုပ်ငန်းတာဝန်များကိုခြေပုံစွာနဲ့ ထမ်းဆောင်သွားရမှာဖြစ်တဲ့ကဲ့သို့လာမယ့်ဒီဇင်ဘာလ28ရက်မှာကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လည်းဝန်ထမ်းများအနေနဲ့ပါတီနိုင်ငံရေးကင်းရှင်းစွာနဲ့ကြာရအခမ်းကဏ္ဍမှပါဝင်ဂျိုပန်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းအမှားစကားပြောကြားပါတယ် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဟာ38နှစ်မြောက်ချွေရီအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်အနေခမ်းနားအတွက်ချင်းမြင့်ငွေများနဲ့တင်းနှမထူးချွန်စုရရှိကြသူများအားစုများချင်းမြင့်ခဲ့ပြီးနောက်ပြည်ထရေးဝန်ကြီးဌာနအချွေရီအုပ်ချုပ်ရေးဦးစီးဌာနတမိုင်းကြောင်ဗီဒီယိုကလစ်ပြသမှုကိုကြည့်ရှုအားပေးခဲ့ပါတယ်။ဆက်လက်ပြီးတိုင်းဒေသကြီးတောင်ဝရှိသူများကတင်းနှမထူးချွန်စုရရှိခဲ့တဲ့အရာကျန်းအမှုကျန်းများနဲ့တစ်နှစ်ပတ်လုံးခွင့်ယူခြင်းမရှိဘဲလုပ်ငန်းတာဝန်များကိုခြေပွန်စွာထမ်းဆောင်ကြသူများအားဂုဏ်ပြုစုချင်းမြင့်ငွေများ များစုတက်စိတ်များချင်းမြင့်ခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနကွဲမှပေးပို့ထားတာဖြစ်ပါတယ်ရှင်